ဟုတ်ပါတယ်ခီးသွားရင်ကျမဒီရုံးမထိုင်တာတက်ပို့ပြီးအလုံးလုတ်ပါတယ်အဲ့ဒါလည်းဒီဒီကိုအနှိုင်းအဖြစ်စေဆုံးအရာဗီဒီယိုဆိုလည်းအများကြီးပိုရိုက်ဖြစ်တယ်ပြီး idea လည်းပိုထွက်ဖြစ်တယ်ပေါ့နော်ဒီဒီကအဲ့လိုမျိုးမှဆိုရင် very efficient ဖြစ်တယ်။နင်ကခွဲထားကွာတိလာ။ तू ကအလုံးလုံးရင်အလုံးလုံးပြီပဲ။ဗီဒီယိုရိုက်ရင်လည်းဗီဒီယိုရိုက်ပြီပဲ။ပြီးရင်ဗီဒီယိုမရိုက်ဘူးဆိုရင်လည်း तू ကလုံးဝ relax ပဲ။အဲ့ဒါကိုနင်ဘယ်လိုမြင်လဲ။အဲ့တော့အခုဒီဗီဒီယိုမှာကျွန်တော်လုံးဝမရိုက်ချင်ပါဘူး။ဟမ် ဟုတ်လားဒါပုံပုံလေးပြောပါဘောနော်အဲ့တော့ဒီကအမြဲတမ်းခီးသွားပြီဆိုရင် life ကို balance ပြောင်းနေရဲ့ဟိုအလုံးလုံးရမယ့်အချိန်ဆိုအလုံးဝအသေးတန်အလုံးပြီးအောင်လုပ်တယ်ပေါ့နော်အဲ့တော့ shooting day လို့သတ်မှတ်ထားရဲ့ပေါ့နော်မဖြိုးနဲ့ဘယ်ဖြစ်ဖြစ်ကျန်တဲ့တငယ်ချင်းတွေနဲ့ဘယ်ဖြစ်ခီးသွားတယ်ဆိုရင်ကိုက shooting day လို့မသတ်မှတ်ထားဘူးဆိုရင်ဘလောက်ထိလာရဲ့နေရာမှာပဲဖြစ်ဖြစ်ဖုန်းမထုတ်ဘူးအင်းဆိုကိုကအဲ့ဒီအလားပါကို ခံစားလိမ့်မယ် ပြီးရင် enjoy လုပ်လိမ့်မယ်တက်ဆက်ပဲပေါ့နော်နှစ်ခုရှိရဒီဒီကအဲ့လိုကြွားဝါတဲ့စိတ်လည်းမရှိဘူးကွာဒီလားအဲ့ဒါတော့ကိုလည်းမရှိပါဘူးအမောင်တို့ယောက်ကလှလို့ဆိုပြီးတော့မှတစ်ချိန်လုံးရိုက်လည်းမရိုက်ဘူးကွာအများသောပြက်ကကိုရီးယားပြည်ထနာတော့ကိုကတစ်ချိန်လုံးလှုပ်လှုပ်နေရကျွန်တော်ဆိုရင်သူ့ကိုလေဟိုအနွားရင်းအောင်ဖြစ်လာပေါ့နော်ဘာလို့ဆိုရင်သူနဲ့ခီးသွားတဲ့နေ့တိုင်းဗီဒီယိုရိုက်ရှင်နေ သိတယ်အလုပ်အကြောင်းပြောချင်တဲ့တစ်ခါလိုင်းနဲ့ဟို business ဒီ business အကြောင်းသူရဲ့အုံနောက်ကလေကျန်တဲ့ relax အောင်လို့တော့ကျွန်တော်ဆိုရင်ရုပ်ရှင်ဆက်ကားတွေတွားကြည့်ရတာကိုကြိုက်တယ်သူကရုပ်ရှင်ဆက်ကားတွားကြည့်ရင်တနင်္လာနေ့အချိန်ဖြုံးနေဆိုတဲ့ mindset ကသူ့မှာရှိနေရပါတော့အဲ့တော့အဲ့အလီတစ်ခုကကျွန်တော်အနှွိုင်းဖြစ်စေရပါတော့အခုဆိုရင် just give it a break ပေါ့နော်ကိုယ့်အကိုနားလိုက်အောင်ဗီဒီယိုကြီးပဲမရိုက်နဲ့ဟိုအလုပ်ကြီးပဲမလုပ်နဲ့သူ့ကိုပြောပြောနေရ သူမှအလုံးလုံးလုံးအားကြီးလို့ workaholic ဖြစ်နေရကွာဖြစ်ပြီးမှမနာတတ်ဘူးဖြစ်ဖြစ်မနာတတ်ဘူးလေတိလာဒီဒီကဘာပြောလဲဆိုအမ UK လာနေ enjoy လုပ်လောက်အောင်ဒီတိုင်းမလဲလဲအောင်လို့ပြောတိလာအများသောအပြစ်ကကျွန်တော်ကွန်ပျူတာရှစ်မှာလုံးလုံးနေနော်ပြီးရင်ဒီဒီကိုဆိုရင်လည်းအများနဲ့အလုံးချောင်းပဲပြောလို့ဒီဒီကတချို့အချိန်နေဆိုအမနေငါ့အကြောင်းငါ့ကိုအလုံးချောင်းပြောတာရက်တော့ဆိုပြီးပြောရတယ်ဗောနော်သူကရက် efficient ဖြစ်တာလေ80-20 principle living proof အနေနဲ့အသုံးချကိုရက်80-20 principle 100-100 principle တစ်ချိန်လုံးမလုံးလုံးနေ င်ရ relax မလုပ်တတ်တဲ့ပြဿနာရှိတယ်ပေါ့နော်အဖြစ်တို့ဗီဒီယိုကြည့်တဲ့သူတွေထဲမှာပေါ့နော်အမြဲတမ်းအရန်လုံးလုံးတဲ့သူတွေနဲ့ဖျက်တမ်းမှုရဲ့ဆိုရင်တူညီတဲ့ပတန်လေးကိုတွေ့ပါလိမ့်မယ်ဖြစ်တို့အတွက်ကပြဿနာက relax မလုပ်တာတခါလေကျရင် ban နောက်ဖြစ်တယ်ပေါ့နော်အရန်အလုံးလုံးလုံးအကြီးရောခါကျ idea တစ်တင်မထွက်တဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့ key twin နဲ့အလုပ်တွေအများကြီးလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်ပါရဲ့ဒါကလည်း one of the annoying things for godidi ပါ